ပြည်တော်နဲ့မန္တလေးဘက်ကနေကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA ထင်းကျုံနေမည်စီတဲလာတဲ့တရုတ်ငွေယွမ်သိန်းချီကိုနိုဝင်ဘာလပထမပတ်မှာသိမ်းဆည်းရရှိခဲ့တယ်လို့ကချင်တဲ့တိုင်းမြတချို့ကပြောပါတယ်နိုဝင်ဘာလ6ရက်မှာမြန်မာကျပ်ငွေနဲ့တရုတ်ယွမ်ငွေအတုတွေတဲဆောင်းလာသူတွေကို KIA ထင်းကျုံနေမည်တရုတ်နယ်စပ်အနီးကမိုင်းချာယံမြို့မှာဖမ်းမိခဲ့တာပါမိုင်းချာယံမှာသူတို့ကိုဖမ်းမိတဲ့အချိန်ယွမ်ငွေ10သိန်းကိုစစ်တဲ့အချိန်မှာ6သိန်းကအတုဖြစ်နေတယ်လို့တဲ့င်းရထားတယ်ဆိုပြီးကချင်တဲ့တိုင်းမြတကပြောပါတယ် ဒီလိုငွေအတုတွေကို KIA ထန်းချုပ်နေမြေအတွင်းတဲလာတာဟာ KIO KIA အဖွဲ့အစည်းကိုနာမည်ပြတ်အောင်လုပ်ဖို့စစ်အုပ်စုဘက်ကစီစဉ်တာလို့အဲ့ဒီကချင်တန်းရင်မြက်ကယူဆပါတယ်။တင်းစီရရှိထားတဲ့ငွေတွေရဲ့ပုံတွေကိုကချင်တန်းမြက်တို့ကလည်းလူမှုကွန်ရက်မှာဖော်ပြထားကြပါတယ်။အခုလိုငွေအတုတွေဖမ်းမိတာကြောင့်လိုင်စာဌာနချုပ်အပေါ်ဝင် KIO KIA ထန်းချုပ်နေမြေတွေမှာတရုတ်ငွေအတက်တွေမြန်မာငွေအတက်တွေကိုလက်မခံဖို့စော်ဩထားကြတာတွေလည်းရှိနေပါတယ်။တရုတ်ယွမ်ငွေအတုဖမ်းမိတဲ့တဲ့တင်းတွေနဲ့ပတ်သက်ပြီး KIO KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘိုးမူကြီးနော်ဘူးကိုဆက်သွယ်ထားစေပါ။အာနာသိစကောင်စီဟာစစ်ရေးအရာအရေးနေတဲ့ဒေသတွေကတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကိုမူရစီဝါနဲ့ပတ်သက်တာကြားဖြန့်လုပ်ငန်းတွေမှာပါဝင်တယ်ဆိုတဲ့စစ်ဆဲမှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။စစ်ကောင်စီရဲ့လုပ်ရဟာတိုင်းရင်းသားတပ်ဖွဲ့တွေကိုနမည်ပြအောင်နဲ့နိုင်ငံရေးအရာတက်ခိုက်တာဖြစ်တယ်လို့ဒေါ်လာရင်းအင်အားစုတွေကတုံ့ပြန်ထားကြပါတယ်ရှင်။